ဒါတော့ကျမရင်းနဲ့ညီညွတ်ပြီးတော့အရန်စားကောင်းတဲ့ငါထောင်းမုံဒီပါဒီငါထောင်းမုံဒီကဆလက်ရွက်မှာငါကြော်ရင်ငါထောင်းထားတဲ့ဟာနဲ့အတီးအရွက်တွေနဲ့အတူမုံဒီကိုထည့်ပြီးတော့ရောစားတာပါအတီးကကတော့ငါကိုကြော်ပြီးတော့အစာပလာတွေနဲ့အရန်စားကောင်းအောင်ထောင်းထားရတာပါ ပထမဦးဆုံးမြင်းတဲ့အတိုင်းဒီမှာချက်တံဖြူချက်တံနည်းနဲ့ဂျင်းကို အရင်ကြော်ပြီးတော့ချက်ခါနီးမှာငရုတ်ကြီးအချောက်ကို ပြန်ပြီးတော့လော်ပေးလိုက်ပါတယ်။မီးအေးအေးလေးနဲ့အခုလိုစီနည်းနည်းလေးနဲ့ကြော်ပေးပါမယ်။ ကြော်ရင်တော်ရင်နဲ့အားလုံးချက်လာပြီဆိုရင်တော့ခဏလေးအေးခံပြီးတော့ခဏနဲ့နေရတီချောင်းပါမယ်ဒါကတော့ငါကြော်ပါနာကိုအခုလို့ကြော်ပြီးပြီဆိုရင်တော့တကောင်းကိုတော့မြုပ်ပြီးထောင်းနေထဲမှာထည့်ပါမယ်။ခြံနဲ့ငားတွေကိုတော့အသားအနေနဲ့ညှက်စားပါမယ်။ပထမဦးဆုံးငားထောင်းဖို့အတွက်ပင်စိမ်းဖက်ဖက်နံနံပင် အကုန်လုံးကိုတတိတတိလေးနဲ့ဖျက်တောက်ထားပြီးမနော်အဲ့ဒါမှထောင်းတဲ့အချိန်မှာလွယ်လင့်တကူဖြစ်မှာပါငရုတ်စုံထဲမှာတော့နာတို့ကကျမတို့ကြော်ထားတဲ့ချက်တင်ဖြူချက်တင်နေခြင်းတွေကိုထောင်းထားတာပါအဲ့ဒီထဲမှာခုနာတို့ကပပလီထားတဲ့အရွက်တွေကိုထည့်ထားပြီးတော့ငါတကောင်ကိုလည်းအခုလိုအယိုးတွေမပအောင်ကောင်းကောင်းလေးနှွန်ထားပေးမယ်နော် ချက်သူချက်သူနေနဲ့အရွက်တွေကို ထောင်းပြီးတဲ့နောက်မှာတော့အခုလိုအယိုးတွေနှွန်ထားတဲ့ငါးကိုထည့်ပြီးတော့ကောင်းကောင်းကျင်းမွအောင် ပြန်ပြီးတော့ထောင်းပေးလိုက်ပါမယ်။ငါးထောင်းပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ငါးကမွေးမွေးလေးနဲ့ဆက်ဆက်လေးဖြစ်ပြီးတော့ဆက်ဆက်မွေးမွေးလေးနဲ့အရသာရှိမှဖြစ်ပါတယ်။ဒီလိုအချိန်မှာနောက်ဆုံးအနေနဲ့ တံပရာတီထဲ့ပြီးပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့9000ကချင်းငန်းဆက်လေးဖြစ်သွားတာပေါ့9000လေးကပြီးသွားပြီဆိုတော့စားဖို့အတွက်ပွဲပညာအောင်တော့နောက်ဆုံးအနေနဲ့မုံတီပြုတ်ပြီးတော့မိမိကြိုက်တဲ့အတီးအနံအစုံအလင်းနဲ့ကြိုက်တလို့သုံးဆောင်လို့ရပါပြီကျမကတော့အိမ်ကနေ organic အရွက်တွေနဲ့စုံစုံလင်းလင်းစားပါတော့မယ် ကလေးတွေကြောင်းသွားနေတဲ့အချိန်ဆိုတော့နှယောက်သားအေးအေးဆေးဆေးသမင်းစားဖို့အတွက်အချိန်ရတာပေါ့အခုနောက်ပိုင်းမှာတော့ vlog လေးတွေရိုက်ဖြစ်တဲ့ဆိုတော့မစားခင်မှာဆူတောင်းပြီးပြီဆိုရင်တော့တပ်ပုံအရင်ရိုက်ရမလဲနော်ယုံအလုတ်ကိုခဏလေးထားပြီးတော့နေလေသမင်းစားချိန်တနာရီလောက်အချိန်ယူပြီးတော့နေရောက်တာပြောရှာရှိတဲ့ဟာလေးတွေတော်ကီလေးတွေပွားပြီးကိုရီးယားကကြည်ပြီးတော့ အိမ်ထဲမှာ vacation တနာရီလောက်အချိန်ယူဖြစ်ပါတယ်။ TV ကြည့်ပြီးတော့အစာအတော့ကောင်းကောင်းစားရတဲ့အရတာကဘယ်အရာနဲ့မှမတူဘူးနော်။ကျမကအချိန်ရရင် shopping သွားတာတော့ဘာထိုင်တာတို့ထက်အိမ်မှာအေးအေးဆေးဆေးလေးနဲ့အစာတောက်ကောင်းကောင်းလေးချက်ပြီးတော့ TV ကြည့်ရတဲ့အရာတာကိုတော့အရန်ကြိုက်တယ်။အဲ့ဒီချိန်မှာလူလဲနားရတယ် brain wash လဲလုပ်လို့ရတယ်ဆိုတော့ကိုယ်အတွက် relax အရန်ဖြစ်ပါတယ်။အိမ်ကအပြိုမက နေ့တိုင်းနေ့တိုင်းသမင်းပဲစားရလေ။အဲ့ဒါကြောင့်မလို့ဒီနေ့ကတော့သမင်းမဟုတ်ဘဲနဲ့သူကြိုက်တယ်လို့ အစီအစိမ့်နဲ့မပါဘဲနဲ့ငားလေးနဲ့အတီးအရွက်များများနဲ့ငားငရုတ်တီထောင်းတဲ့မုံတီညက်ပေးလိုက်တဲ့ဆိုရင်တော့သူ့အကြိုက်ပဲပေါ့အသက်ကြီးတဲ့လူဆိုတော့တကြီးစားရလဲတိတ်မကြိုက်ဘူးဒါပေမဲ့သူတို့ကငရုတ်တီထောင်းလို့ ဟင်းရည်တို့နဲ့သမင်းတွေနဲ့ကြမ်းတော့အရင်ကြိုက်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကတော့မုံဒီလေးနဲ့ငါးငရုတ်တီထောင်းနဲ့အတီးရွက်နဲ့ဆိုတော့သူအကြိုက်တွေ့တာပေါ့ခေါင်းစင်ကတော့သူ့ကိုချက်ချွေးတာပေါ့ဒါပေမဲ့အမတ်အကန်စားသုံးသူကတော့ဘာလုပ်လဲဆိုတာအားလုံးမြင်တဲ့အတိုင်းပါပဲဒီလိုနဲ့ပဲဒီနေ့ကတော့တတရရနဲ့ကိုရီးယားကနဲ့အစားတောက်ကောင်းကောင်းလေးနဲ့အိမ်မှာအနားယူလိုက်ပါတယ် ကဲဘိုင်ဘိုင်ပါเนาะနောက်တစ်ခါကြာပါမယ်နောက်ဗီဒီယိုမှာတခြားအစားတောက်လေးတွေပြန်လည်ထပ်ဆကြရအောင်ဒီကောင်ကြီးချက်ပေါ်ကြောင်းရှာမင်းကောင်ကြီးချက်လေးကိုလာ